ဒီဖြစ်တော်မူကိုကာကွယ်တယ်ဆိုတာသူလည်းဖယ်နိုင်ပါလေတဲ့ဟောကဲဟုတ်ပြီဒီလူကိုဖမ်းမယ်ဖမ်းပြီးကြိမ်တန်ပေးရမှာဆိုပေးမယ်ထိတ်တုံးထဲရမှာဆိုလည်းထဲပဲထောင်ချရမှာဆိုလည်းချတတ်ပြစ်ပြီးသုံးတင်ရမယ်ဟာဆိုလည်းသုံးတင်တတ်ပြစ်တာကိုသူလုပ်မယ်လုပ်လေသေးတာရှိပါပဲကြိုက်လေနားတာရှိပါပဲဒါတော့မပြောင်းရေးချမပြောင်းမပြောင်းဘူးဗျာနော်တကယ်တော့အဲ့ဒီလိုအုတ်ချုပ်ရေးမှုရဲ့အေးအေးယူမှုနဲ့ ဒီအချုပ်ချာကိုထိမ့်သိမ်းလို့နိုင်ပါမတဲ့လားဗျာနိုင်ပါဘူးဗျာဒါလူသမိုင်းရင်ကျေးမှုသမိုင်းအစလောက်ကလေးကလှုပ်လာခဲ့တာဒီကနေ့ဒီရောနိုင်ရလားဗျာနိုင်ပါဘူးဗျာနိုင်ဘူးဗျာဘာလို့ဆိုတော့သူကဇာတို့နှုတ်နဲ့ကိုတိုးတိုးနေတာနိုင်ဘူးဒီတော့မနိုင်တော့အေးမနိုင်လို့ဒီတိုင်းတိုင်းပြစ်ထားရင်တော့ပိုးပြည့်စည်ကုန်ပါပဲပြည့်စည်ပါပဲဒါတွေကနှစ်တရာလဲမကနှစ်တထောင်လဲမကလှုပ်လာတယ် လောက်ထိကြာတယ်လဲလို့ဆိုရင်ကျုံကျင်နှစ်9000လောက်တော့ကြာမဲ့ချင်တယ်ဗျအဲ့လိုကြာလာတဲ့ခါကျတော့ဘယ်လိုမှမနိုင်တာကိုသူတို့သိလာတဲ့ခါကျအကြံဖန်ထုတ်ကြတာပေါ့လူဆိုတာအုံနောက်ကောင်းတယ်လို့ကျုပ်ကပြောပြီပဲဒါနဲ့မဖြစ်ရင်နောက်တစ်ခုလောရမှာပေါ့နောက်တစ်ခုနဲ့မဖြစ်ရင်ဒီတဲ့နောက်တစ်ခုလောရမှာပေါ့ ਨੇ သူတို့အုံနောက်နဲ့စဉ်းစားတဲ့ခါမှာသူတို့ဘာသွားတွေ့တယ်လဲလို့ဆိုတော့ဟုတ်ပြီလက်ငင်းအပြစ်ပေးတာနဲ့တော့ ဒီအချုပ်အခြာဖြည့်စည်တဲ့လူတွေကိုတို့မနိုင်ဘူးလက်ငင်းအပြစ်ပေးတာနဲ့မနိုင်ဘူးလို့ဆိုတော့ခါကြဘယ်တယ်လုံးမတော်လို့ဆိုတဲ့ခါကြတော့နောက်ဘွားအပြစ်ပေးတာမျိုးတို့လို့အောင်ပေါ့ဟောသူတို့ပေါက်လာပြီအဲ့ဒီအခါမှာနောက်ဘွားကိုထွင်းလာကြတယ်နောက်ဘွားထွင်းလာကြတာဟာကျုပ်တို့ဘာသာတရားတွေကမှနောက်ဘွားထွင်းလာလို့ခင်ဗျားတို့သိကြမလားမသိဘူးတကယ်တည်းကတော့ကျုပ်တို့ဘာသာတရားတွေပေါ်တဲ့ ခိမဲ့ဒါမပေါ်ခင်ကပေါ့ဗျာပေါ်တဲ့ခိရဲ့ရှေးကြတဲ့ကာလတစ်ခုဟာနောက်ဘဝခေါ်ထားတာကိုကြုံတွေ့တယ်ဗျာအီဂျီရဲ့သမိုင်းထဲမှာဒီကနေပြန်ရည်တွေ့လို့ရှိရင်နှစ်8000လောက်ကအဖြစ်အပျက်တစ်ခုကိုရေးထားတာကိုတွေ့ရတယ်ဗျာအဲ့တော့ဘာတွေ့ရသလဲလို့ဆိုတော့အဲ့ဒါလိုပဲလူအချုပ်ချာကိုခက်ကြချီးကြတဲ့လူတွေဆိုရင်အခုတိလို့ အေးအေးယူခံရပြီးတကလားထောက်သွင်းထားထားခံရတို့ဒုမုတ်တည်တာပေးခံရတို့ဒုမုတ်ကျင်းတာပေးခံရတို့ဆိုတဲ့ဟာတွေဖြစ်ပေမဲ့ဒါတွေကိုဒီအုပ်ချုပ်တဲ့သူမသိအောင်ရှောင်ရှားပြီးလုပ်နိုင်ရင်လည်းလွတ်တာဆိုတော့ဒါကြီးကတော့အချုပ်ချာဖြည့်ဆည်းမှုကတော့မရှောင်နိုင်ဘူးပေါ့အဲ့လိုမရှောင်နိုင်တာဖြစ်တယ်ဆိုတော့ဒါလုံးကြတာဆိုတော့ဒီလိုလုံးရင်လည်းပဲလောကကြီးပြည့်ပြီးမှာ လောကကြီးမပြည့်စည်အောင်ဖွင့်တာတော့နောင်ဘဝအပြည့်ပေးတာနဲ့လုံပါဒီအုပ်ချုပ်တဲ့သူကိုတိမ့်နိုင်ရှောင်နိုင်တာမဖြစ်တာကတော့နောင်ဘဝပဲဖြစ်ရမယ်အဲ့တော့နောင်ဘဝထွေမယ်ဆိုပြီးတော့တရားသမားတွေကနောင်ဘဝထွေမှာပေါ့ဗျာတရားသမားဆိုလို့ခုခေတ်တရားသမားပြောတာမဟုတ်ဘူးနော်ကိုရှိတဲ့တရားသမားပြောတာရှိရောတရားသမားမရှိနိုင်ဘူးလားရှိရပါဘူးရှိရမှာပေါ့ရှိရလည်းကြံစည်နေကြမှာပဲအားထုတ်နေကြမှာပဲဒီသဘာဝထဲမှာကိုယ်နှောက်နေကြမှာပဲ ဒီနီးမဟုတ်ရဲ့ဘယ်နီးလောက်အောင်လဲဆိုတာမျိုးလို့ငွေနောက်တော့အဲ့လိုရှေ့ရတရားသမားတွေကဘာလို့တလို့ပြင်တော့သူ့တရားအမြင်ထဲမှာနောက်ဘဝဆိုတာသူမြင်သွားတယ်အဲ့ဒီနောက်ဘဝဘယ်မှာထားမလို့လို့ဆိုတော့အဲ့ဒီနောက်ဘဝလူတွေတော့မြေကြီးအောက်ထဲထားမယ်မြေကြီးအောက်ကလည်းဘလောက်ကြီးတယ်လဲလို့လည်းသူတို့သိမှာမမဟုတ်တာဆိုတော့လည်းမြေကြီးအောက်ထဲထားတော့လည်းပြီးတာရောဘသူမှသိတာမှမဟုတ်တာဆိုတော့လည်းမြေကြီးအောက်ထဲမှာထားတယ်အဲ့ဒီမြေကြီးအောက်ထဲမှာဘာသာစရာမှမရှိဘူးတဲ့ အဲ့ဒီအကျုပ်ချဖြတ်တဲ့လူနေရမှာနော်။ဘာသားစရာမှမရှိဘဲနဲ့နေရမှာလေ။ဘာတောက်စရာမှမရှိဘူးတဲ့။ဘာသုံးစရာမှမရှိဘူးတဲ့။မြင်းစရာအစင်းအလင်းကလေးတောင်မှတစ်စက်မှမရှိဘူးတဲ့။ကဲအဲ့ဒီတည်းနေရမယ်လို့ဆိုတော့ဒီအကျုပ်ချဖောက်ပြက်တာကြီးဖောက်ပြက်မဲ့လူကလည်းဖောက်ပြက်တာကြီးကကြောက်စရာကောင်းမလားမကောင်းဘူးလား။ကောင်းပါပါ အစဉ္ညာခုပြောရတဲ့အကြောင်းအရာကဒါကဘာပေါ်မှာရှိတဲ့ငရဲတွေအားလုံးရဲ့ပရမသုံးပါးရှင်းလို့ပဲပြောရမလားအဲ့တော့အဲ့ဒီပရမသုံးပါးရှင်းထဲမှာဆိုရင်ဒါဒေဦးတွေရောဒီချင်းချင်းနှိပ်စက်တာမျိုးတွေဒီငရဲခွေးတွေလိုက်ကြိုက်တာမျိုးပြီးပေါ့နော်အဲ့လိုမျိုးအကြောင်းအရာတွေမပါသေးဘူးဒါမြေကြီးရောက်ထဲမှာပဲနေရတယ်ဆိုတာမျိုးပေါ့နော်ဒါသမိုင်းကိုကြီးလိုက်လို့ရင်လည်းပေါ့နော်ပြောလို့ရင်ဒါအစဉ္ညာကတော့အဲ့ဒီအကြောင်းအရာတွေကလွန်ခဲ့တဲ့ဒါနှစ်ပေါင်း၈၀၀၀ကဒါဖြစ်ပေါ်လာခဲ့တဲ့အကြောင်းအရာတွေပေါ့နော် အဲ့တော့အဲ့ဒီ kit နဲ့ဒီပြိုင်နဲ့တည်းမှာလူတွေမှာပေါ့နော်ပြောလည်ဒီယုံကြည်မှုတကယ်မရှိတဲ့အရာကိုဒါယုံကြည်တယ်အဲယုံကြည်ပြီးတော့မှအဲ့ဒီယုံကြည်မှုကြောင့်ဒီလူဖွဲ့စည်းကတိုးတက်လာတယ်ဆိုတာမျိုးတွေကအမှန်တကယ်ကိုရှိခဲ့တယ်ပေါ့နော်အဲ့ဒါကဘာတွေလဲဆိုရင်ဒါနိုင်ငံတော်ဆိုတဲ့ယုံကြည်မှုတွေဒီငွေကြေးပိုင်းဆိုင်ရာယုံကြည်မှုပေါ့နော်ဥပမာဆိုရင်ဒါကျွန်တော်တို့လက်ထဲမှာဆိုရင်ပိုက်ဆံတစ်ထောင်ရှိတယ်အရွက်ပေါ့နော်အဲသူများလက်ထဲမှာလည်းရှိတာပဲ ဆိုလိုတာကဗျာအချင်းချင်းလူတွေကဒီတထောင်တန်အရွက်ပေါ်မှာအဒီယာကဒါတထောင်တန်နေဆိုတဲ့ဒီစူပေါင်းထားတဲ့ယုံကြည်မှုတစ်ခုပေါ့နော်အဲ့ဒီယုံကြည်မှုဒါမရှိနေဘူးဆိုရင်တေချာရပြလူတွေကအချင်းချင်းပူးပေါင်းပြီးတော့မှဘယ်လိုမှလည်းလုံဆောင်နိုင်လို့ရမှာမဟုတ်ဘူးအဲပြီးတော့ဒါနိုင်ငံတော်ဆိုတဲ့ယုံကြည်မှုတွေဒါသူ့လူမျိုးငါလူမျိုးပေါ့နော်ငါတို့လူမျိုးအဲ့လိုမျိုးယုံကြည်မှုတွေကနေပဲဒါလူတွေကအချင်းချင်းဒါပို့ပြီးတော့ပေါင်းလို့တင်းလို့လွယ်ကူသွားတယ် လူပေါင်းလို့တင်းလို့လွယ်ကူသွားတဲ့အတွက်လဲဒါလူဖွဲ့စည်းရတိုးတက်လာတယ်ပေါ့နော်ဒါကတော့ဒါယုံကြည်မှုတွေကြောင့်ဒါလူဖွဲ့စည်းရတိုးတက်လာတယ်ဆိုတဲ့အပိုင်းပေါ့တချို့ကလည်းအဲ့ဒီယုံကြည်မှုတွေကြောင့်ဒါလူဖွဲ့စည်းရတိုးတက်လာတယ်ဆက်ပြီးတော့ဒါကင်တွယ်ထားမယ်အတချို့ကြောင့်လည်းအဲ့လိုမျိုးမမြင်ကြဘူးပြဒီနိုင်ငံတော်ဆိုတဲ့ယုံကြည်မှုကိုတောင်မှအစွန်လို့လိုက်ဖို့ပေါ့နော်ပြောလို့ရင်နိုင်ငံတွေမရှိခင်ဘူးလူသားအလုံးတစ်ကမ္ဘာလုံးကလူသားတွေပဲဖြစ်နေရမယ်အဲအဲ့လိုမျိုးတွေးခေါ်ရှိရတူလည်းရှိရဲ့ ဟုတ်တော့လေအမေအဖောက်ပြက်တော့နဲသွားရတယ်ဒီပါဗျာနဲသွားမှာပေါ့အဲ့ဒါဘာလဲလို့မေးရယ်ဘာသာတရားတွေဖတ်ကြည့်မယ်လို့လူပြောရမှာပေါ့ဗျာနော်ဘာသာတရားဆိုတာဝိသေသလက္ခဏာလားကျုပ်တို့လူတွေရဲ့အချုပ်အခြာကိုလူတွေဘယ်လိုမှမနိုင်တဲ့အခါမှာသူတို့နီးသူတို့ဟန်နဲ့ဒီလူတွေအချုပ်အခြာကိုနိုင်အောင်ထိန်းတဲ့စနစ်သူတို့ပေါ်ကြတာပဲဗျာ အဲ့ဒီလိုစနစ်ခေါ်ကြတာကိုခင်ဗျားတို့ကဘာသာတရားတွေကိုနည်းနည်းလေးမြည်ပြီးကြည့်ရင်ချိုသလားနံကလားမြည်ကြည့်ရင်ခင်ဗျားတို့သိမှာကျုပ်ကအဲ့ဒီဘာသာတရားတွေကိုချိုသလားနံကလားမြည်ကြည့်တော့အဲ့ဘာသာတရားရဲ့အနှစ်ချုပ်ကလူတွေလူရဲ့အကျင့်စရိုက်တွေမပြတ်ကြဖို့ပဲလူရဲ့အကျင့်စရိုက်တွေကအချုပ်လူအချုပ်ချာတွေကိုလူအချုပ်ချာတွေမပြတ်မှလူတွေဟာတီကုံးကျုံးမပြတ်ဘူးတီကုံးကျုံးမပြတ်မှ လူတွေဟာ ပြီးရက်၃ရက်ဖြစ်ပြီးတော့တယောက်နဲ့တယောက်ဘလောက်ဝေးရင်ဝေးဘလောက်ပဲတယောက်နဲ့တယောက်ဟာကာလချားခြင်းချားအချို့အချာရှိပြီးပြီးနေလို့ရှင်ကတော့ပေါင်းပြီးရက်ပေါင်းပြီးရက်ပဲအဲ့လိုမျိုးလိုဖြစ်တဲ့အတွက်ဒီအချို့အချာကိုဒါမပြတ်အောင်ပဲသူတို့ကဘာသာတရားထွင်နေတာအဲ့လိုဘာသာတရားထွင်နေတာဖြစ်တဲ့အတွက်အစာဆုံးထွင်နေတာရဲ့တကယ်ဝိသေသလက္ခဏာဟာနောင်ဘွားလေးဗျာ ဘာသာတရားတွေဟာဘာဖြစ်အောင်ခင်ခဲ့ကြတာလဲလေဘုရားဘုရားဘယ်လိုမှမပြတ်အောင်တွေဘာနဲ့ထွက်လိုက်တယ်လဲလို့ဘုရားဘုရားနောက်ဘဝဆိုပြီးသူထွက်လိုက်တာနော်နောက်ဘဝကြရင်နော်မင်းတို့တရားချုပ်ချာဖြစ်တဲ့အတွက်ဒုက္ခလှလှကိုရောက်မယ်ဒုက္ခလှလှကိုရောက်မယ်လို့ဆိုတဲ့ဟာကိုဒီကလေးနဲ့ပြောတဲ့အခါကျတော့အမျိုးမျိုးပြောတယ်သူတို့ဒုက္ခလို့ထင်တဲ့ဟာတွေနဲ့ကိုခံပြင်းပြီးပြောတယ် ဘယ်လိုပြောလို့ဆိုတော့ရေနွေးအိုးကြီးထဲမှာထည့်ပြီးအပြုတ်ခံမှလို့ပြောတဲ့ဒုက္ခလည်းပြောတယ်ဗျာအဲဒါမှမဟုတ်လည်းပဲကျိမ့်ပိုက်ချောင်းကြီးထဲမှာတိုးဝှေ့သွားရတယ်လို့ဆိုတဲ့ဒုက္ခမျိုးပြောခြင်းလည်းပြောတယ်ဗျာကျိတော်ကြီးတော့ကျွတ်တော့လည်းမတိုးဘူးတဲ့အတွက်အဲ့ဒီဒုက္ခတော့ကျွတ်တော့လည်းမသိပါဘူးအလက်ပံမင်းကြီးဟောကိုတက်ရတဲ့ဒုက္ခလည်းပြောတယ်ဗျာအဲ့ဒါကတော့ကြုံလဲတွေးကြည့်ဘူးတဲ့တော်ရဲမှနေတော့လက်ပံမင်းကြီးရဲ့ရှိတယ်ဒီလက်ပံမင်းကြီးကလည်းအမြင့်ကြီးတွေလား ပြီးတော့လည်းဘယ်လိုမှအကဲလည်းမရှိအခက်လည်းမရှိအောက်ပိုင်းမှာကာလည်းသူ့ဘက်လွတ်တော်မှာတစ်ဖက်ကလည်းမမီဘူးဗျဒီတဲ့သူ့ကလည်းအရှိကြီးတွေမရှိဘူးဗျသူ့ကလည်းလက်မဝဲလောက်ရှိတယ်အဲ့လက်မဝဲလောက်ရှိတဲ့နေရာမှာချွန်တဲ့နေရာလေးရပြန်လက်မတပဲလောက်ပဲရှိမှာရှင်လေတမူးလောက်ရှိမလားတပဲလောက်ရှိမလားလေအရင်ကလက်မဝဲလောက်တုတ်တယ်သူ့ကအရင်ကလက်မဝဲလောက်တုတ်ပြီးအဖျားတော့ချွန်တဲ့နေရာလေးကလက်မတပဲလောက်ပဲရှိတာဆိုတော့ဒီသူ့ကဘယ်တော့မှမကြိုးနိုင်ဘူး အဲ့တော့ဒီအပင်ကြီးဖက်တဲ့ရမယ်လို့ဆိုတော့ဒီသူကလည်းမကြိုးဘူးအဲ့တော့ဒီဟာကြီးဖက်တယ်လို့တို့ဒီသူကလည်းခွဲနေမှာပေါ့ဖက်လို့ကလည်းတက်လို့ကလည်းရလို့မရဘူးလို့ဒီလက်ပါမင်ကိုတခါလေတက်ဖို့ရအတွက်ကျုပ်တို့ကဘလောက်ကြိတ်လုံးကြီးတဲ့နောက်ကနေရိုက်ပြီးမောင်းနေတယ်အသေးသာခံရမှာလို့လက်ပါမင်တော့ပြတ်လိုက်အမလီဒုက္ခပါလားလို့အဲ့တော့လက်ပါမင်ငရဲဆိုတာ ဒလူကြီးလက်မမင်တွေပေါက်နေပါတဲ့လားပေါ့ငါတို့တော့လက်မမင်ကြီးရဲ့ရောက်ရင်မပေးရပါပဲလို့အဲ့လိုမျိုးများတော့အောက်ဝေးတယ်ဗျာသူလူသားတော့ဒုက္ခကိုခံပြီးပြောကြတယ်စိတ်နဲ့အစင်းရဲ့ဆုံးလို့ထင်ရတဲ့အရာကိုတိဆောက်ပြီးတကလားအဲ့နောက်ဘဝမှာလုပ်ပြကြတယ်အဲ့လိုလုပ်ပြတော့ကြောက်တာပေါ့နောက်ဘဝဆိုတာလေကိုကလည်းမရောက်ရသေးဘူးလို့ဆိုတော့အဲရောက်သွားရဲ့အဲ့ဒီဒီများရောက်သွားရဲ့ခဲရကြီးရဲ့ဆိုပြီးတတ်နိုင်သမျှအထီတော့လူဒီအချုပ်ချာကို မချိုးဟောက်ကြဒါပေမဲ့လို့မျိုးစေးကတို့တို့ရဲ့ကိုယ်ထဲမှာအဲ့ဒီမျိုးစေးကရှိနေတဲ့အခါကျတော့ဘလောက်ပဲမဖောက်ပြန်ဘူးလို့မချိုးဖောက်ဘူးလို့ဖြစ်နေနေကိုယ်ကချိုးဖောက်တာမှမဟုတ်ပဲဒီမျိုးစေးကအာယုန်နဲ့တွေ့ရင်သူ့ဘာသာသူပေါက်တာဆိုတော့ကဲချိုးပေါက်ခြင်းနဲ့အမိကြီးပေါက်မလာဘူးလားလာပဲလားပေါက်လာဒီအမိကြီးကရောချိုးပေါက်တဲ့အသီးတွေသီးမလားမသီးဘူးလားသီးပါပဲသီးပါပဲဟောအဲ့ဒါလို့နောက်ဘွားတွေ ဆောက်တာလည်းပဲဘာသာတရားဆိုပြီးဆောက်ပြီးတကလားငောင်ဘဝနဲ့ဒီလူအချုပ်ချာကိုခိုက်ပြဲအောင်လုပ်တာလည်းပဲမရပါဘူးလို့ဘယ်လိုပြောရမလဲဗျာသိတူတွေပေါ်ခဲ့ပြီအဲခရိယာနေလည်းပေါ်ခဲ့ပြီဘုဒ္ဓလနေလည်းပေါ်ခဲ့ပြီခရိယာနေဘုဒ္ဓလနေပေါက်ပွားအောင်ပဲဖောက်ပေးလိုက်တာဆိုရင်ဟိဘရုဆိုတဲ့ဘာသာဟိဘရုဘာသာဆိုလို့ရှိရင်သိတူပြီးရဲ့သူအစောဆုံးပဲသိတူပေါ်ပြီးနှစ်2000လောက်ကြာရဲ့သူပေါ်တယ် သူပေါ်ပြီးနှစ်၄900လောက်ကြတော့သူတို့ဘုရားပေါ်တယ်။အဲဘုရားပေါ်ပြီးနောက်ခရစ်တော်ပေါ်တယ်။နောက်မူဟာမက်ပေါ်တယ်။ဘုဒ္ဓလင်တွေပေါ်တယ်ပေါ့ဗျာ။သူတို့ကတော့ဘာသာတရားတွေပေါ်ကြတာလို့သူပြောတာ။အဲ့တော့ဘာသာတရားတွေဆိုတာဘာလဲလို့မေးရင်နောင်ဘဝနဲ့လူတွေကိုဖြောက်ပြီးတကလားအကျင့်ကောင်းတွေကိုကျင့်ကြဖို့ရအတွက်လူအချုပ်ချာတွေကိုကျင့်ကြဖို့ရအတွက်တိထောက်တယ်လို့ပြောတယ်။ အဲ့တော့ဘာနဲ့ခြောက်လို့လဲနောင်ဘွားနဲ့ခြောက်ပြောမယ်ဆိုရင်တော့အာမန်လူတွေရဲ့အုပ်ချုပ်ရေးဆိုတာကတော့အခုဘဝပြစ်ဒဏ်နဲ့လူတွေကိုအချုပ်ချာကိုမြဲအောင်ခြောက်တယ်ဘာသာတရားကတော့နောင်ဘွားပြစ်ဒဏ်နဲ့လူတွေကိုအချုပ်ချာကိုမြဲတယ်ဘာသာတရားကတော့နောင်ဘွားပြစ်ဒဏ်နဲ့လူတွေကိုအချုပ်ချာကိုမြဲအောင်ပဲတွားနေပြီးတော့ဒီထောက်တယ်လို့ဘယ်လိုပြောရမလဲဗျာဒါပေမဲ့လည်းမအောင်မြင်တာကတော့ဒီကနေ့အထိ ဘယ်ဘာသာဝင်ဖြစ်ဖြစ်တခြားဘာသာတစ်ခုခုထက်ပိုးပြီးတော့တတ်မှုနည်းတဲ့ဘာသာလည်းမရှိဘူးဘယ်ဘာသာဖြစ်ဖြစ်တခြားဘာသာတွေထက်ခိုးမှုနည်းတဲ့ဘာသာလည်းမရှိဘူးဘယ်ဘာသာဖြစ်ဖြစ်တခြားဘာသာတွေထက်ကာဗကုံဖောက်ပြန်မှုနည်းတဲ့ဆိုလည်းမရှိဘူးဘယ်ဘာသာဖြစ်ဖြစ်တခြားဘာသာတွေထက်အတောက်စားအမှုရဘိုင်မာမှုတွေနည်းတဲ့ဆိုလည်းမရှိဘူးအလားတူဘာသာတိုင်းဘာသာတိုင်းမှာရှိကြတာပဲလို့ပြောရမယ် ဒါဆိုရင်ထိရောက်လို့လားမထိရောက်လို့လားမထိရောက်လို့ပါဗျာထိရောက်လို့ပါဗျာဒီတော့ကျွန်တော်ကပြောကြမယ်ဆိုရင်ကျုပ်ပြောလာတာလေသိရှိသွားပြီဗျာနှစ်နာရီလောက်တော့ကြာသွားပြီเนาะအဲတော့နှစ်နာရီလောက်ကြာသွားပြီဆိုတော့အဲအထုံးတော့တအောင်ပါဗျာအထုံးတတ်မယ်ဆိုညီဟုတ်ချုပ်မယ်အဲခင်ဗျားတို့တကယ်ကိုသိရမယ့်အရာကိုသိကြဖို့ပါဗျာကျုပ်တို့ဒီကနေ့ကျုပ်တို့ပြောခဲ့တာရသေးတယ်လူရဲ့အဖွဲအစည်းကြီးကိုတည်ပြီလားမတည်ဘူးလားတည်ပါပြီဗျာ ကိုတယောက်တည်းဟာတယောက်တည်းနေတာဟုတ်ကလားဉာဏ်နဲ့သူတွေနဲ့ခင်ဗျားတို့ဆက်ဆက်မရှိဘူးလားရှိပါတယ်ခင်ဗျာရှိပါတယ်နော်ဉာဏ်နဲ့သူတွေနဲ့အဆက်ဆက်ဆိုတာဘာနဲ့ဆက်ဆက်တဲ့တော့ဘာနဲ့ခင်ဗျားတို့ကိုတုံတောင်ထားတဲ့တော့တီကုန်းထားတဲ့တော့လို့ဆိုတဲ့ခါကြတော့ဒီကံကလနာဆိုတဲ့အရာနဲ့လူအချုပ်ချာနဲ့တုံတောင်ထားကြလားမတုံတောင်ထားဘူးလားတုံတောင်ထားပါဘူးခင်ဗျာအဲ့ဒီလူအချုပ်ချာဆိုတာဟာဟိုအာဖရိကမှာလည်းပဲဒီအချုပ်ချာရှိတာပဲဟိုအမေရိကမှာလည်းရှိတယ်ဥရောပမှာလည်းရှိတယ် ို့တို့အားကြပါလဲရှိတယ်ဩစတြေးလျပါလဲရှိတယ်လူရှိတဲ့နေရာမှန်သမျှတိုင်းမှာဟောဒီအချုပ်ချရှိတယ်လူစီကံကလနာ မရှိတဲ့နေရာရေလို့ရှိဘူးဗျာအဲ့တော့ဒီလူစီကံကလနာကိုဒါလူစီကံကလနာလို့လူအချုပ်ချလို့ဒါတို့လူသားတွေကနေပြီးတော့အဗဒံလူအချက်ကြီးပြင်းထန်လုံးလို့ဟောတာပေါ်လာတာလို့ဆိုတာဘယ်မှမသိဘူးဗျာရှိတော့ရှိနေတယ် ဒီလူအချုပ်ချာကိုဓာတ်တို့လူတွေကနေပြီးတော့ဓာတ်တို့လူတွေကွဲမသွားအောင်ပြဲမသွားအောင်လှုပ်ထားခဲ့တဲ့အရာလို့ဆိုတာသိကြတဲ့လားမသိကြဘူးလားမသိကြဘူးမသိကြဘူးเนาะအခုခင်ဗျားတို့ဝေချုပ်ကအတိပေးတာကတော့ဟောဒီလူအချုပ်ချာဆိုတာဟာလူတွေလှုပ်ထားအဲ့ဒီလူတွေကဘာလို့လှုပ်ထားလဲဆိုတော့လူတွေကွဲမသွားအောင်လူတွေပြဲမသွားအောင်လူတွေလွင့်ကျဲမသွားအောင်လူတွေလွင့်ကျဲသွားရင်လူတွေဒီကနေ့လို့ အတိတရားရှိရှိနဲ့နေနိုင်ပါမလားနေနိုင်ပါဘူးနေနိုင်ဘူးဆိုလို့ရှိရဲ့အဲ့ဒါလိုပဲတယောက်တမောက်တဲ့ကိုထေရာတိုက်ပြီးတော့နေလို့ရှိရဲ့နောက်ဆုံးပိတ်တနေ့ကျုပ်တို့အခုမတ်တပ်သွားနေရနေပြီးတော့မတ်တပ်သွားတဲ့အဖြစ်တော့ရှိပါဦးတော့ဗရဲလားရှိပါဘူးဗျာဒီဘက်ထောက်သွားတဲ့အဖြစ်ကိုပဲပြန်ရောက်သွားမှာတော့အဲ့ဒါထုတ်သွားတာပဲဗျာအဲ့ဒါလိုပြန်ရောက်သွားမှာမျိုးကိုမဖြစ်ရလေအောင်ဟုတ်ပါတော့ဒါလူအချုပ်ချာဆိုတာထင်ခဲ့တာ ဘယ်သူထင်ခဲ့တာတော့ဆိုတော့လူသားတွေလည်းထင်တယ်အဲ့ဒါကိုခရိယံကဆိုရင်ပြောတယ်ဘယ်လိုပြောတယ်လဲဆိုတော့ဒီစည်းကမ်းကလနာတွေကိုတဲ့ဘုရားတခင်ကဖန်ဆင်းနေတာဘုရားတခင်ကနေပြင်းညက်ခဲ့တာလို့ဟောတယ်လူမျိုးများတောင်ပြောတယ်ဗျာသူတို့ဆိုရင်သူတို့ဟာသူတို့ဘုရားတခင်နေမဲ့သုံးနေဘူးလားသုံးနေရမှာပေါ့ဘုဒ္ဓလင်ကလည်းဒီနည်း၎င်းပဲပြောတယ်ဗျာသိန်းသူကလည်းပဲဒီနည်း၎င်းပဲလို့ပဲပြောပါဗျာအလုံးကိုဘုရားတခင်ကဖန်ဆင်းတာကိုသိန်းသူမှလည်းပဲ ဟုတ်တယ်နော်အဲဒီလိုမျိုးလို့ဖြစ်တဲ့အတွက်ဒီလူအချုပ်ချာကို လူတွေကနေပြီးထောက်တာလို့သိကြရတယ်လားမသိကြဘူးလေလားမသိကြပါဘူးလူအချုပ်ချာကိုလူတွေကနေဆောင်ရမှာလားမဆောင်ရဘူးလားဆောင်ရပါဘူးဆောင်ရမှာကိုပါဠိလိုခေါ်လိုက်လို့ရှိရဲ့တရားလို့ပြောဆောင်ရမှာကိုဆောင်စရာကိုတရားပါဘူးပါဠိလိုပြောလိုက်တဲ့အခါကျတော့တရားတရားပါတကယ်တော့တရားဆိုတာပါဠိတကားပါဗျာ ရှေးခါကဒရာလို့ဆိုတာဒရာဒရာကိုတာတာမပေါက်ဘဲနဲ့တာတာပေါက်ပြီးတော့တရာတရာကိုရာကောက်ကိုရှာမလိုက်တော့ပဲနဲ့ခုကတရားလို့ဖြစ်သွားတာပါတကယ်တော့ဒရာဆိုတာသောင်းတရားကိုပြောတာအခုလူအချုပ်ချာလူသောင်းပါလားမသောင်းဘူးလားသောင်းပါဗျာလူမသောင်းရင်တောင်းလူလောကရဲ့အချုပ်ချာအာနာရတဲ့သူကအေးအေးယူခံရမှာလားမခံရဘူးလားခံရပါဗျာ အဲရေးယူမှာဗျအဲ့ဒီရေးယူတာခံရမှာအဲ့ဒီရေးယူတာလောက်တော့လွတ်မြောက်အောင်ပုံခုပြီးကြလားမသိအောင်လုံနိုင်တယ်ဆိုရင်ဘာသာတရားတွေကနေကောက်ပြီးကြတော့ဘဝအပြည့်ပေးတယ်လို့ဆိုတာမျိုးလို့နဲ့ဘုရားတို့စိတ်ဓာတ်တွေကိုဖိနေတာခံရမှာလားမခံရဘူးလားခံရပါဗျာဟုတ်ခံရမှာအဲ့လိုဖြစ်တဲ့အတွက်ဒါဒီကနေ့ဟောတဲ့တရားကတော့ နည်းနည်းရှုပ်ပွားပြီးနေတယ်လို့တော့ထင်တယ်။ခဲတို့ခေါင်းထဲမှာရှုပ်ရပွားရရှိလားမရှိလားတော့မသိဘူး။တောင်းပြီးတလို့ဆိုရင်ရှင်းနေဆိုရင်အချက်နှစ်ချက်ပဲရတယ်လို့ပြောရမယ်နော်။မှန်ပါဗျာ။တစ်ချက်ကလောကကိုတို့ချုပ်ချာကိုခင်ဗျားတို့တွေ့ရတွေ့ရတွေ့ရလားမတွေ့ရဘူးလားတွေ့ရပါဗျာဒုတိယတစ်ချက်ကလောကရဲ့အသီးအကုန်အသီးအကုန်ခံထားရတဲ့လောကကိုခင်ဗျားတို့သိကြလားမသိကြဘူးလားသိပါဗျာအဲ့ဒီလောကကိုမသိရင် ဘုရားတို့တော့ကြောက်တော့အကုန်လုံးဒုက္ခတွေဖြစ်ပါပဲဟုတ်ကဲ့နော်ဒုက္ခဖြစ်တာတွေတစ်ခုတည်းရဲ့လက်တယ်ဟာလောကမတိတာဟုတ်ကဲ့နော်လောကမတိရင်ထဲထဲဝင်ဝင်မတိလေဒုက္ခရောက်နေပဲလောကမတိရင်ဘာဖြစ်မလဲကိုယ်ကိုတိကိုယ်ကိုတိရင်နောင်ဝါတိနောင်ဝါတိပြီလို့ဆိုလို့ရှိရင်ကိုယ်ကိုစိတ်ဓာတ်တွေလည်းတိတ်ပြင်းထန်ရတယ်တိတ်ပြင်းထန်လာပြီးတော့တကူကောင်းနေတိတ်လုလာလိမ့် အဲ့ဒါဆိုလို့ရှိရင်ဒီလူကတော့ပြေဒါဒုက္ခရောက်မှာပဲပေါ့နော်အဲအဲ့ဒီလိုမျိုးလို့ဖြစ်တဲ့အတွက်ဒုက္ခဆိုတဲ့အသည့်ဟာကျုပ်တို့အခုသိတာလေးကတကားလုံးလေးတလုံးသိတယ်ဆိုရင်တကားလုံးအလုံးတရာအလုံးတစ်ထောင်မကတော့ဖြန့်ကျက်ပြီးတကားလားခင်ဗျားတို့သိဖို့ရအတွက်ဒါဝင်ယူသိနေလားမယူသိဘူးလားယူပါဘူးခင်ဗျာဒီလောကဆိုတဲ့ဟာကြီးကိုနောက်ထပ်တကားအချုပ်ချာဆိုတဲ့ဒီလောက ဖြစ်အောင်လုပ်တဲ့စည်းကမ်းကိုအချုပ်ချာလို့ဆိုတော့ဒီအချုပ်ချာဆိုတာကိုလည်းပဲ ်တကလုံးလေးတလုံးပဲခင်ဗျားတို့ဒီကနေ့အပြီးပေးနိုင်တယ်လို့ပြောရအောင်ဒီတကလုံးလေးလည်းပဲဒီအချုပ်ချာစတဲ့တကလုံးလေးလည်းပဲ တရားလုံးတရားတရားလုံးတထောင်ပါကဖြစ်အောင်ခင်ဗျားတို့ဖတ်ကြည့်ပြီးတိဖို့အတွက်ကြိုးစားတင်မလားမကြိုးစားဘူးကြိုးစားတင်ပါလေခင်ဗျာအေးအဲ့လိုဆိုရင်တော့ကျုပ်လည်းမောပြီတော့ကြတော့ဆိုတော့ဒါလည်းဝါသာကြတယ်ဆိုရင်ကျုပ်ဒီလိုပြောရတာကျုပ်ကလည်းဝါသာတယ်ဗျာဟုတ်ပါဘူးခင်ဗျားတို့ဒီလိုပြောခွင့်ရတဲ့အတွက်ကျုပ်သိပ်ပြီးတိဖြစ်တယ်နော်ဘာလို့မျိုးလို့ကျုပ်ဝါသာတယ်လို့ခင်ဗျားတို့ကလည်းဝါသာနိုင်ကြလိမ့်မယ်လို့ထင်တယ်တကယ်လို့ဝါသာနိုင်ကြတယ်ဆိုရင်ဝါသာနိုင်တဲ့အထိတ်မှဝါသာနိုင်တာကိုပေါ်ပြတဲ့အထိတ်မှဖြစ်နေတယ် တံပြိုင်သာဓုကျေကျေလေး၃ချိန်လောက်ခေါ်ကြအောင်လားသာဓုသာဓုသာဓုပါဗျာ